Tensor Plus ကတအားကောင်းပြီးအလွယ်တကူကွေးဆန့်လှူရှားလို့လည်းရတယ်။ဘလို့ပဲလှူရှားလို့ရှားဒဏ်ရာတွေကိုကာကွယ်ပေးမယ်။ Tensor Plus Elastic အရေးသေးစိတ်ချရတဲ့ Tensor Plus Elastic ြင်မနာကြက်ပြေးဆိုတဲ့အရက်မှာစစ်အစိုးရကအစ်စ်တီလိုက်တဲ့နေပြည်တော်ဆိုတဲ့မြို့တော်အတွက်ကိုရန်ကုန်နဲ့မန္တလေးဆက်သွယ်မှုအတွက်အမြန်လမ်းမကြီးကို2005ခုနှစ်အောက်တိုဘာလကစပြီးစတင်ဖောက်လုပ်ခဲ့ပါတယ်။ရန်ကုန်နဲ့မန္တလေးကြားအရှေ့366မိုင်ရှိတဲ့ဒီအမြန်လမ်းမကြီးဟာရန်ကုန်မြို့ကနေနေပြည်တော်ကို200မိုင်ဝေးกว่าပြီးပဲခူးရုံးမှတောင်ချီရင်းကိုကပ်ပြီးဖောက်လုပ်ထားတာကြောင့်ကျေးရွာတွေမြို့တွေနဲ့ဝေးပြီး တည်တည်တန့်တန့်တည်ရှိပါတယ်။နေပြည်တော်ဆိုတဲ့မြို့တော်တည်ကြီးစီစစ်ဗိုလ်ချုပ်တွေပြောင်းရွှေ့ပြီး2008မတ်လမှာမပြီးသေးတဲ့အ мян လမ်းမကြီးကိုဖွင့်လှစ်ချိန်မှာတော့ဂုံတင်ရင်တွေကလဲလို့ခရီးသည်နဲ့ကားနဲ့ကိုပိုင်ကားတွေဖြတ်တန်းမောင်းနှင်ခွင့်ပေးခဲ့ပါတယ်။ကြက်ငွေပေါင်းဘီလီယံနဲ့ကြီးအကုန်ချခံဖောက်လုပ်ထားတဲ့ဒီလမ်းမကြီးဟာခိမိဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ကြီးကိုတိဆောက်အံ့ဆိုတဲ့စစ်ဗိုလ်ချုပ်တွေရဲ့ကြွေးကြော်တန်အောက်မှာအသက်ဝင်လှုပ်ရှားလာပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ရင်သွားလာတွေများလာတဲ့ဒီလမ်းမကြီးမှာမတော်တဆတိုက်မှုတွေတိမ်းမောက်မှုတွေလူသေးဆုံးမှုတွေတနေ့တခြားမြင့်မားလာခဲ့တာ2015ခုနှစ်အထိဆိုရင်ယာနဲ့ချီပြီးတေဆုံးတဲ့အထိလူပြောများလာပါတယ်။တေမင်းတမန်လမ်းမကြီးလိုလူမှုခွင့်ရတွေမှာတင်စားပြောလာရတဲ့အထိနာမည်ဆိုးနဲ့ကြော်ကြားလာတဲ့အမြန်လမ်းမရဲ့တားကောင်တွေထဲမှာအဆိုတော်စုတီးတယောက်လည်းပါဝင်ပါတယ်။ကိုရီးယားနိုင်ငံတို့ KIA ကားအသက်နဲ့ 2013ဇူလိုင်လကမန္တလေးကိုဖျော်ဖြေရေးအတွက်သွားကားမောက်ခဲ့လူအသက်ဘေးကတည်တည်ကလေးလွတ်မြောက်ခဲ့ပေမဲ့သူနဲ့အတူခရီးသွားဖို့တယောက်ကတော့ဆုံးပါခဲ့ပါတယ်အဲ့ကျွန်တော်ကအကားမျိုးစားကြည့်ရအောင်နော်။ခင်ဗျားကျွန်တော်တောင်သာခိုးချူဖို့သွားတယ်။မောင်းသွားတဲ့အချိန်တွေတည်တယ်ကျွန်တော်ဘာမှမဆိုအနောက်အတူထိုင်ရမောင်းနာတက်တယောက်အဖော်လည်းပြတယောက်အနှစ်ယောက်တက်ထိုင်ရအကောင်းမောင်းပါရဲ့။ဟောရသေးပြန်တော့ကောင်းမောင်းပါရဲ့ ကျန်တာဘာမသိပါဘူးခင်ဗျာဆက်ချွေလို့ဟောမှာအရှင်နေလည်းများတယ်ဗျဖြစ်ရှင်နေလို့သဘောထားအောင်နော်ကမ္မဝါလို့သိရတယ်အကမ္မဝါအဲကထဘာဘာမျိုးအရှင်လည်းကျိုးရယ်အဲအဖော်လည်းဒီဘာမျိုးအဲနောက်တစ်ယောက်ကတော့ဆုံးသွားတယ်အကတော့အကရဲ့ချုံဘာမျိုးပြောအရှင်အရှင်နေလည်းများတော့ခင်ဗျာမြမအစိုးရရဲ့ထုတ်ပြန်ချက်အရတော့2009မတ်လကနေ2015ဇွန်လအထိဒီအမြန်လမ်းပေါ်မှာရင်မတော်တဆဖြစ်မှုပေါင်း1200ကျော်ရှိခဲ့တယ်လို့ တေဆုံးသူ900နီးပါးနဲ့ဒဏ်ရာရသူပေါင်း2000ကျော်ရှိခဲ့ပါတယ်။မြန်မာစစ်ဗိုလ်ချုပ်တွေလူမတိသူမတိတိတ်တဆိတ်ဖောက်လုခဲ့တဲ့အ мян လမ်းမှာလူတွေကားတွေအများအပြားထိခိုက်ပျက်စီးခဲ့ရတာပါ။ဒဏ်ရောမတိအယမ်းမောင်းတယ်။ကိုနေရာမှာဟိုလမ်းကလေနေပဲထား။ကိုအယမ်းမောင်းတဲ့ကောင်တပြေးတည်းမဟုတ်တော့လိန်သွားလိမ့်မယ်။ပုံမှန်ဖြည်းဖြည်းနဲ့ဟိုမှန်မှန်လေးသွားမယ်ဆိုရင်တော့လေမဖြစ်ဖောက်ဘူး။ညီလေးပူနေတဲ့တရား ဟိုအရန်အမြန်လောကြီးနေဒီအလိမ့်အပိန်လေးကိုမသိကိုယ့်ဇာစီလေးကိုယ့်ချတာအဲ့လိုမျိုးတွေဆိုသူတို့တွေစက်မပြတ်တတိတွေပေးကြတယ်นี่ทีนี้တော့အမြင်မောဖြစ်တာများတာဖြစ်နေကိုစုတိကြတော့ဘယ်လိုပြောရမလဲဆိုတော့ဖြစ်ဖို့အချိန်တန်တာလို့ဖြစ်နေမြေကွန်မလေးပြောတဲ့စကားအရဆိုဒီနေ့ရောက်ရောက်မှဖြစ်မယ်မြန်မြန်မောမကောင်းဆိုးရယ်ကဲ့လည်းကဲ့လည်းဒါပါဆိုဒါအရင်တော့ကြက်ကုန်းလို့ပါတော်ကြီးလို့ပြောတာပဲเนาะတောင်းနေကိုဖြတ်ပြီးတော့လှုပ်ထားတာဆိုလည်း ွားမှာဒီရင်းညံတောင်တော့လေမြန်နဲ့သွားမှာလက်မှတ်တစ်ဆောင်မဲ့ဖူးချစ်ကပို့အဲ့ဒီလေယောက်ကဘာလို့လိုက်သွားတာလဲကိုစိုတီးကဘာလို့လေမြန်နဲ့မသွားပဲဒီကောင်ပါလေးကအတင်းလိုက်မကြည့်ကြလို့ခေါ်သွားရဆိုတော့ဖြစ်ချင်းတဲ့နေရာကိုရောက်အောင်ခေါ်သွားပြီးအမြန်လမ်းမကိုဖောက်လို့ရမှာကုံကြစိတ်တိတ်ကြီးမှပြီးလေးလန်းသွားဆက်နေပဲရှိသေးတာမို့ပထမအဆင့်မဲ့အပီးတက်သေးတယ်လို့အမြန်လမ်းထိမ့်သိမ့်ကြည့်ကြရဲ့အဖွဲရဲ့တာဝန်ခံအင်ဂျင်နီယာတယောက်ကဆိုပါရယ် နိုင်ငံတကာအဆင့်မီ expressway အဆင့်မရှိသေးပဲဒုတိယအဆင့်ရှစ်လန်းသွားကိုတိုးချဲ့ဖောက်လုပ်ဖို့ရည်ရွယ်ထားပေမဲ့နောက်ထပ်ယင်းဤမြုံနံမဲ့ငွေမရှိတာကြောင့်နောက်တစ်ဆင့်မတက်နိုင်သေးဘူးလို့ဦးကြည်တော်မြင့်ကဆိုပါရယ်ဒီအမြန်နှန်းကိုဒါဖောက်မှဖြစ်မယ်နောက်ဆင့်နှစ်အတွက်လိုအပ်တဲ့ကျွန်တော်တို့ဒီ national transportation strategy ကလိုအပ်တဲ့ ကုန်ဒီပို့ဆောင်ရေးတက်ကိုဒီလိုင်းရင်းနှီးမြှုပ်နှံမှာပေါ့ဖြစ်တယ်ကျွန်တော်တို့ကနောက်ပိုင်းကျရင်တော့လန်ဒန်လန်ဖောက်တယ်ရင်းနှီးမြှုပ်နှံတယ်တို့ဖောက်ခဲ့တဲ့ခါကျတော့ပထမအဆင့်နေနဲ့ဖောက်တဲ့နေရာမှာဒီကုန်ကြစီပေါ့နော်ဒီ project cost တော်တော်ကြီးပါလေအဲ့ဒီခေတ်ကလည်းတော်တော်ကြီးတဲ့လူတောင်းဝေးခဲ့ရကြီးကြတဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့ပထမဦးဆုံးရန်ကုန်နေပြီးတော့မန္တလေးကိုဆက်တွေ့လို့ရတယ်လမ်းအမြန်နဲ့အဆင့်ကိုတစ်ချိန်ကျရင်တွေးမြင်မယ်စက်တူလို့ရတဲ့လန်တန်လန်ကိုကျွန်တော်အရင်ဖောက်မှပြင်မယ်ဆိုကျွန်တော်တို့အနေနဲ့ ဒီတစ်ဖက်နှလမ်းသွားလေးလမ်းမှာကုန်ပြနိုင်ကျွန်တော်ဖောက်လုပ်ခဲ့ခုသုံးပြုနေလမ်းရတာပထမအဆင့် phase 1 phase 2ကပါလေဆိုကျွန်တော်အမြန်တမ်းရရှင်းလမ်းသွားပါလေရှင်းလမ်းသွားခြံစည်းကိုခံမယ်နောက်ပြီးလမ်းမလိုက်တဲ့ချက်မှာကျွန်တော်တို့ကတော့ frontage show လို့ခေါ်တဲ့ကုန်ထုတ်လမ်းပေါ့နော်အခုဆိုရင်တော့ခြေရခြေတဲ့လမ်းလို့ခေါ်တော့ဒီလမ်းမကြီးနဲ့ပြန်လဲကျွန်တော်တို့ကဘယ်ညာမှာလမ်းတွေဖောက်ပေးရမယ်နောက်ပြီးတော့ interchain တွေ proper ထည့်ပေးရမယ်နောက်ပြီးတော့ IDS ခေါ်တဲ့ဒီအမြန်လမ်းမကြီးကိုထိန်းဖို့အတွက် ဒီအမြန်လမ်းမကြီးမှာတွာလာနေတဲ့မော်တော်ယာဉ်တွေကိုထိန်းချောင်းဖို့အတွက် information transportation system ဆိုတာ IDS ဆိုတာကျွန်တော်ထည့်ပေးရမယ်။နောက်ဆုံးဒီ tow system ပေါ့နော် tow system ဆိုတာ ETC ခေါ်တဲ့ electronic tow collector ဆိုတဲ့ system တွေအဲ့ဒါလေအကုန်လုံးကကျွန်တော်ကပြန်လုပ်ထားပါတယ်။အဲ့ဒါ phase 2မှာပါ။ဒါပေမဲ့ကျွန်တော်ကလမ်းတလမ်းဖောက်တယ်ဆိုတာ infrastructure development လို့ခေါ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ခေတ်အချိန်ကြီးမှာရင်းနှီးမြှုပ်နှံမှုလုပ်ရမှာ။နိုင်ငံတော်အနေနဲ့လုပ်ရမှာ။ နိုင်ငံတော်နဲ့လုပ်တဲ့ခါကျတော့ကျွန်တော်တို့မှဒီဘက်ခေရောက်တဲ့ခါကျတော့ဒီလမ်းယူနောက်တာဆင်တီဂျင်းနီးမြုံနာမလားဂျင်းနီးမြုံနာမယ်ဆိုတော့ဘလောက်ကုန်ကြပါမလဲအဲ့ချိန်မှာနိုင်ငံတော်ချင်းကြီးကဖက်ဖက်ရလိုအပ်ချက်တွေရှိနေတဲ့ခါကျတော့သူ့ထက်ဦးစားပေးပြီးမှဂျင်းနီးမြုံနာမယ်အပိုင်းနေရာရှိလာဥပမာလမ်းမပေါက်သေးတဲ့ဒေတာတွေဖွံ့ဖြိုးရေးစီမံကိန်းရတိုင်းနဲ့ပြည်နယ်အမြန်ကိုကျွန်တော်တို့ကဒီလမ်းမဆက်တွေဒီကြိုင်နဲ့တိုးတက်ဖို့အတွက်ကိုကျွန်တော်တို့ဦးစားပေးခဲ့ရပါတယ် ဆိုကျွန်တော်ဓာကြီးကိုဒုတိယအဆင့်နေနဲ့မလုပ်နိုင်ဘူးဖြစ်သွားတယ်။အမြန်လမ်းမကြီးမှာအားနေချက်တွေဘရဘွားဖြစ်ပေမဲ့မတော်တဆဖြစ်မှုတိုင်းကိုလေ့လာဆန်းစစ်ကြည့်ရင်ကောင်းမောင်းသူတွေရဲ့ချွေရင်းချက်ကအဓိကပါလို့သူကဆိုပါတယ်။အဲကျွန်တော်ရှင်မှာချို့ဟာလေးတွေက construction မှာ ဟိုအားနည်းချက်လေးလေးရှိခဲ့ပါတယ် conflation မှာအဲကျွန်တော်တို့ cup တွေမှာတချို့ cup တွေမှာ shark cup ဖြစ်တာတွေအဲတချို့နေရာတွေမှာကျွန်တော်တို့ဒီလမ်းနေရာကိုပြောရရင်တော့မိုင်ပေါင်း366မိုင်3ဖာလုံးမှာ depression ဖြစ်နေတဲ့ line ဖြစ်နေတဲ့ portion လေးတွေဒါလေးတွေရှိပါဒါလေးတွေကိုကျွန်တော်တို့ဟိုလမ်းတစ်လမ်းလုံးခြုံငုံကြည့်လိုက်ရင် percentage အရာဆိုရင်တော့မရှိဘူးဒါပေမဲ့ဒါတွေကပြန်လေပြုတ်ပြန်တော့ဒါပေမဲ့ဒီကုမ္ပဏီတွေကျွန်တော်တို့စာပေးစင်းတော့ဆိုတော့ဒါတွေကဒီနေရာမှာဒီ implementation လုပ်တာနဲ့ဒါတွေကအကုန်လုံးပြန်ပြီးကျွန်တော်တို့က ြန်ပြင်သွားမယ့်အပိုင်းလေးဖြစ်တာ accident ဆိုတာအခြေခံအပြင်ဖြစ်ပြတာနှစ်ချက်ပဲရှိပါတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တဲ့ unsafe behavior အကြောင်းမူလား unsafe behavior မှာရှင်ကောင်းသူအဓိကပါသွားပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ပြောလိုက်ရင် community အခြေအနေပြဿနာတစ်ခုထိခိုက်မှုတစ်ခုဖြစ်ရင်ကိုအချက်ကနှစ်ခုလေးရှိတယ်အဲ့ဒီအချက်နှစ်ခုမှာ behavior က main point အဲ့ဒီ behavior မှာကားတစည်းပေါ်မှာ behavior ကဘယ်သူအပြုတ်မှုကအရေးကြီးဆုံးလေရှင်ကောင်းရဲ့အပြုတ်မှုအရေးကြီးဆုံးပါဒါကျွန်တော်ကပြဿနာကို ကျွန်တော်တို့ analysis လုပ်တာပေါ့နော်ပုံချတာကို analysis လုပ်တယ်နောက်တစ်ခုက unsafe condition ခေါ်တယ် accident ဖြစ်ဖို့အတွက်အခြေအနေတွေဖြစ်နိုင်တဲ့အခြေအနေကြောင့်ပေါ့ accident ဖြစ်တယ်ဘာအခြေအနေလဲစီးကံမလိုက်နာတာတွေတိုင်ကယ်ဟိုကြောင်ပြန်မောင်းတာတွေဇပိန်းနဲ့လူတွေဖြတ်ကူးတာတွေတဘောကလीနောက်ပြီးတော့မိုးရွာတဲ့ခါကျတော့ရေဝတ်တယ်ပြောတာတွေအဲ့ဒါအဲ့ဒါတွေ unsafe condition တွေဆိုကျွန်တော်တို့အနေနဲ့ကဒီ condition တစ်ခုကိုထိန်းနိုင်ရင် accident ရှုံးနေတယ် ကောင်းမောင်းသူတွေရဲ့ပေါ်ဆမှုကြောင့်လို့အာနာပိုင်တွေကဆွဆွဲလေးရှိပေမဲ့အမြန်လမ်းမကြီးဖွင့်ခြင်းကဆလို့အခုအချိန်ထိခုနှစ်နှစ်ကျော်ကာလမှာနေရှင်ဖြတ်တန်းမောင်းနေနေတဲ့ရွှေစင်စက်ကြာရင်လိုင်းကရင်မောင်းကိုတန့်စင်ကတော့ကားသမားတွေပေါ်ရတာရှိတယ်လို့လမ်းမကြီးရဲ့အားနည်းချက်ကြောင့်လည်းဖြစ်တယ်လို့ကောက်ချက်ချပါရယ်။မောင်းနေကြသူတွေကအားနည်းချက်ကိုသတိထားနိုင်ပေမဲ့အသွာလာစိမ့်တဲ့သူတွေအတွက်အန္တရာယ်ရှိတယ်လို့ဆိုပါရယ်။ ကားကိုသုံးဆွဲနေတဲ့ရင်ဝင်နှန်းတွေရဲ့ လိုအပ်ချက်ရှိသလိုလမ်းမိုင်းဆိုင်ရာမှာလည်းလိုအပ်ချက်တွေရှိပါတယ်။အမြန်လမ်းမကြီးရဲ့စရပြီးတော့တိဆောက်သေးကောကျွန်တော်တို့ကွန်ကရစ်လမ်းနဲ့ကျွန်တော်တို့တိဆောက်တယ်ပေါ့နော်။ကျွန်တော်တို့တစ်ချိန်တော့မောင်းနေတာကတော့ကျွန်တော်တို့ကတ်တရားလမ်းပေါ်မှာပဲမောင်းနေတာပေါ့။ဒါပေမဲ့လမ်းတော့ကျွန်တော်တို့ကဖွင့်ပြီးရဲ့အချိန်ကနေစပြီးတော့၃လနှစ်လောက်ကတော့ပေါ့ကျွန်တော်တို့လမ်းဘယ်လိုခေါ်မလဲဆိုတော့တို့ကအစ်စ်ဆိုတော့ကွန်ကရစ်သားပေါ်မှာတို့ကဒီကားနဲ့ပတ်သက်လို့ဒီတာယာပိုင်း စီစီဘိုးဘိုးသူကရက်ပြီးတော့ဟိုစနစ်မဖြစ်အောင်ပေါ့နော်လမ်းကိုတော့လှုပ်ထားတာရှိတယ်ဒါပေမဲ့လမ်းကသုံးပါများလာတဲ့အခါကျတော့လမ်းရဲ့လမ်းချောလဲချောလာတယ်နောက်တစ်ခုတချို့ကတို့နေရာတွေမှာဆိုလို့ရှိရင်မြေကြီးတွေရဲ့အသားမတည်မှုကြောင့်ဂျိုင်းတွေစိုင်းတွေဖြစ်လာတဲ့အပေါ်မှာကျွန်တော်တို့ကတော့အမြဲတမ်းမောင်းနေတဲ့အတွက်ဘယ်နေရာမှာလမ်းရဲ့ရုပ်ရော့မှုဘလို့ရှိနေတယ်ငါတို့ဘလိဘလို့အစိမ်လျှော့ပြီးတော့ ုံးရမယ်ဆိုတာကိုတော့ကျွန်တော်တို့ကတော့ထိုက်တင်းသလောက်တော်တော်များများဟောပေါ့ရန်ကုန်တော်တော်များများဟောတော့ကျွန်တော်တို့ကနားလေတယ်ပေါ့သဘောပေါက်တယ်ပေါ့ဒါပေမဲ့ခုနဒီလမ်းပေါ်မှာအများနဲ့မသုံးမဲနဲ့ဒီလမ်းပေါ်မှာ သုံးတာကိုအတွေ့အကြုံနဲတဲ့အပေါ်မှာမူတည်ပြီးတော့လေဒီအန်ဒီရီတွေကဖြစ်တယ်လို့ကျွန်တော်မြင်တယ်လေနှစ်ဆလောက်ပေါ့ဗျာကျွန်တော်တို့ဂယုစိုက်လာရတယ်ပေါ့မော်လမ်းကျလာတယ်အခုနပြောသလိုလမ်းလမ်းရဲ့ဦးနာ ကျွန်တော်တို့လမ်းကနည်းနည်းပို့ပြီးတော့ချောလာတယ်အရင်တော့ကလည်းစာလို့ရှိရင်လေနောက်အဲ့လိုမျိုးမြေသားတွေကမြေသားတွေကတိတ်သီးမှုကဟိုအားနေတဲ့နေရာတွေမှာဂျိုင်းနေဖလိုင်းနေဖြစ်လာတဲ့ခါကျတော့ကဟိုဘယ်လိုခေါ်မလဲခုံလွယ်တာပေါ့ကွာဖြတ်တန်းသွားတဲ့အချိန်မှာခုံလွယ်တာပေါ့အဲ့ဒါလေးတွေကျွန်တော်တို့ကပို့ပြီးတော့ဂရုစိုက်ရတယ်အမြန်လမ်းမှာပေါ်အသက်ဆုံးရှုံးမှုတွေတနေ့တခြားတိုးလာနေတယ်လို့ ညအချိန်မောင်းနှင်သွားလာတဲ့ကိုပိုင်ကားငယ်တွေအတွေ့နောက်ထပ်ချင်းချောင်းနေတာကလုံခြုံရေးပါလူနေမျိုးရွာတွေနဲ့အလံဝေးပြီးညအချိန်သွားလာရင်နှစ်ချိန်တိုင်တိုင်လူရဲ့ခံရမဲ့ဘေးကိုကြုံတွေ့ခဲ့ရတဲ့စီးပွားရေးလုပ်ငန်းရှင်ဦးဝင်းထိုက်က သူကံတီလို့လွံ့မြောက်ခဲ့ရပုံကိုအခုလိုပြောပြပါဗျ။အနောက်မှာ၁၀ရောက်လောက်ပါတယ်ကျွန်တော်တိုင်းပါပါတယ်ကျွန်တော်ပါတယ်ကျွန်တော်ဆိုင်ကယ်နေပြီးတော့မှသုံးဖို့ဆိုပြီးဆိုင်ကယ်အစ်စ်တစ်စီးကျွန်တော်ဝယ်သွားတယ်တပည့်တွေသုံးဖို့အဲ့ခါမှာ ျွန်တော်ကကပြက်သွားတယ်ဘယ်နားလောက်လဲဆိုတော့မြို့ချောင်းအကျော်လေးပေါ့နော်မြေ80နဲ့90ကြားထဲမှာကျွန်တော်တို့ကပြက်သွားတယ်ကျွန်တော်ကဇန်ကယ်ကိုချလိုက်တယ်အဲ့ဒီအချိန်မှာဟိုကျွန်တော်တပည့်တွေက6ရောက်လောက်ကအိပ်ပျော်နေကြကျွန်တော်ကနောက်ကပ်တဲမှာဆိုတော့ဟိုဇန်ကယ်ထောင်းတော့ထောင်းရဲ့ကြီးပေါ့နော်ကျန်တဲ့လူတွေကတုံးလုံးပက်လက်ဆောင်းနေခြုံပြီးအိပ်နေတော့ဟိုလူအောက်ကိုဆင်းရက်နေကျွန်တော်4ရောက်လောက်ပဲဆင်းရက်ဆင်းရက်ပြီးတော့ကားကိုဘယ်လိုလုပ်ရအောင်ကောင်းမလဲအောင်တံပြီးထိုးကြည့်နေတဲ့အချိန် ဆံငယ်၃စီးကကျွန်တော်တို့ကြော်သွားတယ်၂စီးကရှေ့မှာရက်တယ်၃စီးကပြန်လာတယ်တော်တော်လေးကြာတော့ပျောက်သွားတယ်၂စီးကတော့ဟိုးအမောင်လေးဘက်မှာရက်နေတယ်နောက်ထပ်၃စီးပါလာတယ်သူတို့ရဲ့ပစိုးခြုံထားတဲ့နောက်တစ်ယောက်ပစိုးခြုံထားတဲ့ထဲမှာဟိုဒရောင်စစ်ပေါင်နာလောက်မှာတင်မနာလောက်မှာခြုံထွက်နေတဲ့အခြုံကြီးကိုကျွန်တော်ကမြင်လိုက်တယ်မြင်လိုက်တာကျွန်တော်ထင်လိုက်တာဒါပဲဒါပဲခြုံထွက်နေเสียပစိုးခြုံနိုင်ခြုံထွက်နေเสียရှိတယ်ဆိုတော့ အဲ့နောက်ပါလာတဲ့ဒဇီးမှာ၃ယောက်ကျောင်းပထမဒဇီးမှာ၂ယောက်၂ယောက်စီကျွန်တော်တို့ပြန်လှည့်ပြီးတွားတဲ့ဒဇီးမှာ၂ယောက်နောက်ထပ်ပြန်ပါလာတာ၃ယောက်ဆိုတော့ကျွန်တော်ကဂျန်တဲ့တပည့်တွေကကျွန်တော်ထားခိုင်းလိုက်တယ်ထားခိုင်းပြီးတော့ကျွန်တော်ပတ်စံနေလဲပါတယ်ကောင်းပါကျွန်တော်ပတ်စံပါပတ်စံနေပါတော့ဟိုတခုခုဖြစ်တော့မဲ့အရေးအယောင်ကိုကမြင်သွားပြီမြင်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်ကဟဲ့အောင်နောက်ထပ် ်၄၅၀မိုင်ကျွန်တော်မိုင်60ဝန်းကျင်၄၅၀မိုင်ဆိုရင်ငါတို့၁၅မိုင်ဟိုနားနေစခန်းကိုသွားလို့ရမယ်အဲ့တော့ကျွန်တော်တပည့်တယောက်ရှိတယ်တပည့်ဟိုကျွန်တော်ဆိုင်ကယ်ချလိုက်ဆိုင်ကယ်ချအကူကအလဲမှာထိုင်မယ်ကျွန်တော်ကပတ်စံနေပါတဲ့အိတ်ကိုကျွန်တော်ပေါင်ပေါ်တင်လိုက်တယ်ကျွန်တော်တပည့်တယောက်ကိုနောက်ကထိုင်ခိုင်းတယ်တယောက်ကရှေ့ကမောင်းမယ်မိသည့်အကြောင်းထဲမှာကျွန်တော်တို့ကမရက်တော့ဘူးအဲ့ဒါနဲ့ကျွန်တော်တို့သွားတော့အဲ့ဒီဆိုင်ကယ်တွေကအပေါင်ထဲမှာရက်နေတာဝေါကနေလိုက်တာတက်ကြည့်လိုက်တော့ ဆိုင်ကယ်နောက်ကနေမျက်စိ၃စီးရတောက်ချောက်ပါလာအဲ့မှာကျွန်တော်ဆိုင်ကယ်ကလည်း brand new အစ်စ်မင်းနင်းနိုင်ဆွဲနိုင်တယ်လို့ဆွဲတန်းกว่าဆိုပြီးတော့ဒီကောင်ကိုကျွန်တော်ကလီဘာအကုန်လွတ်ခိုင်းတယ်ဒီကောင်လည်းတုတ်မိလူမိခင်လိုက်ကျွန်တော်တို့ကလွန်သွားလိုက်မိလူမိခင်ကျွန်တော်တို့ရက်ခိုင်းတယ်အဲ့ဒီမှာကျွန်တော်တရား၅မိုင်ကိုကျွန်တော်တို့ကဥအောင်ရောက်သွားတယ်ကျွန်တော်ကြုံခဲ့ပြီလေအဲ့တုန်းကကျွန်တော်ကဒါဆိုင်ကယ်ပါလို့ပေါ့နော်ပပရင်ကျွန်တော်တကူဖြစ်တော့မှာ မြန်မာသမရဦးသိန်းစိန်ကိုရင်အမြန်လန်းကိုစစ်ဆေးပြီးတန်ဃာတော်တွေကိုပင့်ဖိတ်အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့ပေမဲ့လည်းအမြန်လန်းမကြီးရဲ့အန္တရာယ်ပြမှုကနေ့စဉ်မြင့်တက်နေသေးပါခရီးသွားပြည်သူတွေဟာအသက်ကိုဖက်နယ်ထုတ်ပြီးရင်တမမနဲ့သွာလာနေရဆဲဖြစ်ပြီးမရဏလန်းမကြီးဆိုတဲ့ဂုံပုံးနဲ့အမြန်လန်းမကြီးကဆက်လက်ထင်ရှားနေသေးဖြစ်ပါတယ်